Hello also like Google တနေ Mauchu channel လေးကနေ nutrita ချစ်ချိုလိုက်ပါတယ်။ဒီနေ့လေးမှာတော့နန်းနန်လေးကဆရာမဒေါက်ခင်မမမျိုးကြည်တတာတယ်။အမျိုးသမီးနဲ့နိုင်ငံရေးဆိုတဲ့စာအုပ်လေးရဲ့အပိုင်းလေးကိုဆက်လက်ရုပ်ဖတ်ပြပေးမှာဖြစ်ပါတယ်။အမျိုးသမီးနဲ့မိသားစုအခွင့်အရေးအခုတပတ်အမျိုးသမီးခွင့်လန်းအစီအစဉ်မှာ အမျိုးသမီးနဲ့မိသားစုအခွင့်အလမ်းများကို ရေးသားတင်ပြမှာဖြစ်ပါတယ်။မိသားစုဆိုတာလူနေမှုအဆောက်အုံကိုတည်ဆောက်ထားတဲ့အခြေခံယူနစ်လေးတွေဖြစ်ပါတယ်။လူမှုရေးသိပ္ပံပညာရှင်များကတော့မိသားစုဆိုတာကိုလက်ထပ်ထားတယ်။စုံတွဲတာမှမဟုတ် အတူနေတဲ့စုံတွဲလို့ပုံပေါ်သတ်မှတ်ကြပါတယ်။ဒီစုံတွဲတွေမှာကလေးတွေရှိရင်လည်းရှိမယ်။ လင်းမရှိတဲ့စုံလွဲလေဖြစ်ချင်းဖြစ်နေမှာပဲဒီလိုပဲလင်းယောက်ျားစနေမယားနဲ့လမ်းခွဲထားပြီးကလေးနဲ့အတူနေတဲ့မိခင်ဖခင်တွေကိုလည်းမိသားစုအနေနဲ့သတ်မှတ်ကြပါတယ်2009ခုနှစ်နောက်ပိုင်းတွင် လူမှုရေးရာသုံးသပ်ချက်တွေမှာမိသားစုတွေကိုစုံလွဲမိသားစုမိခင်တဦးတည်းရှိတဲ့မိသားစုနဲ့ဖခင်တဦးတည်းရှိတဲ့မိသားစုအနေနဲ့ သုံးမျိုးခွဲပြောဆိုကြပါတယ်မိသားစုနေထိုင်ရာအိမ်ကောင်စုတွေမှာလည်းမိသားစုတစုတည်းနေထိုင်နေအိမ်ကောင်စုနဲ့မိသားစုများစွာစုပေါင်းနေထိုင်နေအိမ်ကောင်စုအနေနဲ့ခွဲခြားသတ်မှတ်ကြပါတယ်ဒီလိုစနစ်တကျခွဲခြားသုံးသပ်မှုတွေဟာလူသားတွေရဲ့ပြုမှုဆောင်ရွက်ပုံစိတ်ခံစားမှုအခွင့်အလမ်းဆိုင်ရာလေ့လာမှုတွေကိုအထောက်အကူတွေအများကြီးပေးပါတယ် လူတယောက်ရဲ့လူများကိုပြောဆိုဆက်ဆံတာဆုံးဖြတ်ချက်ချမှတ်လောက်ကိုင်းတာလူနေမှုအစဉ်တန်းနဲ့ပတ်သက်တဲ့စံနှုန်းတွေတိုင်းတာတက်မှတ်တာတွေမှာသူချီးပြင်းပေါပွားခဲ့တဲ့မိသားစုပတ်ဝန်းကျင်အတိုင်းဝိုင်းရဲ့ပုံတံတန်တွေကအများကြီးလွှမ်းမိုးနေတတ်ပါတယ်လူမှုရေးတက်မှတ်ချက်ရရမိသားစုတွေမှာအမျိုးသမီးတွေကတမီးဘဝညမဘဝအမဘဝစနီးတဲ့ဘဝ မိခင်ဘွားဆိုတဲ့အခန်းကဏ္ဍတွေမှာအရွယ်နဲ့အချင်းခါနဲ့အညီပါဝင်ကြရပါပါတယ်။ကြောက်ခိကာလာတွေကလူဖွဲ့စည်းတွေကအစာပြုလို့ယခုလိုတိုးတက်ခင်မိနေတဲ့ကာလလူဖွဲ့စည်းတွေအထိလုံးဝမပြောင်းလဲသေးတဲ့စံနှုန်းတစ်ခုကတော့လူဖွဲ့စည်းတွေမှာမိသားစုတိုင်းမှာကလေးငယ်ပြုစုပျိုးထောင်မှုအိမ်မှုကိစ္စအလုပ်တာဝန်တွေကိုလှုပ်ဆောင်မှု အစင်လာတလီထုံးစံတွေရမိသားစုတွေမှာအမျိုးသမီးများရဲ့တာဝန်တွေလို့ပဲသတ်မှတ်ထားခဲ့ပါတယ်မိသားစုတွေမှာအမျိုးသမီးတွေပြုမှုနေထိုင်ရမယ့်ပုံစံတွေကိုလည်းချမှတ်ထားလေးရှိပါတယ်အမျိုးသမီးခွင်လန်းလှုပ်ဆော်သူပညာရှင်တွေကဒါတွေဟာတဘာဝအတိုင်းဖြစ်နေတာမဟုတ်ပဲလူ့ဘဝစီရဲ့ပုံသင်သတ်မှတ်ချက်တွေသာဖြစ်တယ်ဆိုတာထောက်ပြပြောဆိုလာကြပါတယ် အစင်လာတလီထုံးစံလေးကသမီးတွေကဖခင်လေးပြောတဲ့စကားကိုနားထောင်ရမယ်။ပြန်ပြီးဆွေးနွေးပြောဆိုတာတွေမလုပ်ရဘူး။ဘလို့အကြောင်းအရာဖြစ်ဖြစ်အိမ်နောင်စုအချီးကရဲ့ပြောဆိုဆုံးဖြတ်ချက်တွေနဲ့ဟိုသားအတီးဖြစ်ရမယ်။ညီအမတွေဟာ အကိုတွေမောင်တွေနဲ့ပတ်သက်လာရင်သားသမီးတွေကိုအဆက်ဆက်ရရအနစ်နာခံရမယ်။ကျူးကျူးဆောင်ဆောင်ရမယ်။ အမေတွေအလုံးဟာသားသမီးတွေကိုချစ်ရမယ်။စနီးတွေတွေအလုံးဟာလင်းယောက်ျားကိုမိခိုးရမယ်။စတဲ့လူမှုရေးမျှော်မှန်းချက်တွေကိုချမှတ်ထားလေးရှိပါတယ်။အမျိုးသမီးတွေကလည်းငယ်စဉ်ကတည်းကဒါတွေကိုပဲနားယူဝအောင်သင်ယူခဲ့ရတာမို့ဒီတလေးထုံးစံတွေကိုလိုက်ကြရပါတယ်။ဒါတွေဟာမိသားစုအတွင်းမှာ အမျိုးသမီးတွေရဲ့အခမ်းကဏ္ဍကို အမျိုးသမီးတွေကိုယ်တိုင်ကရွေးချယ်ဆုံးဖြတ်ရတာမဟုတ်ပဲလူဝဲစီရဲ့ပုံသွင်းသမတ်ချက်တွေကိုလိုက်နာလိုက်ရတာပဲဖြစ်ပါတယ်မိစားသူတွေကအမျိုးသမီးတွေရဲ့အခမ်းကဏ္ဍကိုကြီးကြရအောင်နော်သမီးဖြူတွေကတော့မိသားစုတွေကိုခလေးလေးတယောက်ထည့်ရောက်လာတဲ့ဆိုတာအင်မတန်ပျော်ရွှင်ကြကောင်းတဲ့အဖြစ်ပြက်လေးပါ ဒါပေမဲ့တချို့တော့ခက်နောက်ပြန်ဆွနေတယ်အပွဲစည်းတွေစိတ်တဘောသားသေးတဲ့နဲ့ယောက်ျားတွေကတော့မွေးလာတဲ့ကလေးဟာယောက်ျားကလေးမဟုတ်ဘဲမိန်းကလေးဖြစ်နေခဲ့ရင်ကလေးငယ်လေးကိုလက်မခံပဲစွန့်ပြတာသူများကိုပေးပြတာလက်ခံမွေးထားရင်တော့ဇနီးတဲ့ကိုနောက်ထပ်ယောက်ျားလေးတယောက်ထမွေးဖို့တောင်းဆိုတာတွေပြုလုပ်တတ်ပါတယ်တချို့တော့အဆုံးရလူဖွဲ့စည်းတွေမှာဆို လေးငယ်လေးကိုဂယုမဆိုင်တာသိဖြစ်တာတွေအထီတောင်ဖြစ်တတ်ပါသေးတယ်။ဒါကြောင့်လဲမွေးကင်းစာမိခလေးတည်ဆုံးမှုဟာမွေးကင်းစာယောက်ျားကလေးတည်ဆုံးမှုထက်ပိုများပါလေ။တိုးထွက်ပါတဲ့ဆိုရဲလူဖွဲ့စုတချို့မှာတော့မိခလေးမမွေးပဲယောက်ျားလေးမွေးလာတာဟာအလွန်ကံကောင်းတဲ့အောင်ပြောဆိုတိုင်တာမှုတွေရှိနေတတ်ပါတယ်။ပြရာရှင်များရဲ့လိလတုံ့တက်မှုများပေါ့ ဖခင်တွေကပေးတဲ့အချင်းချက်ပုံများတာကိုသိရှိရပါတယ်။အိမ်အောင်မကွဲမှုလုံးကလည်းသားမွေထားတဲ့အိမ်အောင်သက်သမီးမွေထားတဲ့အိမ်အောင်တွေရဲ့အိမ်အောင်ကွဲမှုလုံးဟာပုံများပါတယ်။တချို့တော့ယောက်ျားတွေကသားမမွေပဲသမီးပဲမွေတယ်။အိမ်အောင်ဘက်တွေအပေါ်အမြင်တစ်မျိုးနဲ့မြင်တတ်တဲ့စိတ်ထားတွေရှိနေတာကြောင့်လို့ပြည်သားစင်များကလိလာတုံ့တက်ကြပါတယ်။ဒီလိုနဲ့မိသားစုထဲမှာ သမီးငယ်လေးတွေလှူလာမြောက်လာတဲ့အခါမှာကြတော့မိခင်ဖြစ်သူတွေကနှောက်တဆင်စံသီးတဲ့မိခင်ဖြစ်လာမဲ့သမီးတွေကိုတူနာတဲ့ထားတဲ့အစင်လာတွေအတိုင်းပုံပြန်သွင်းပါတယ်သမီးနဲ့အမေကြောက်ကဆက်ဆံရေးကိုပညာရှင်တွေကငယ်ရတဲ့မိခင်စနီးတိုက်ဖြစ်စေပုံဖော်ပေးတဲ့ဆက်ဆံရေးလို့တတ်မှတ်ကြပါတယ်။အိမ်ရင်းမှုလုပ်ငန်းတာဝန်တွေနဲ့ပတ်သက်ရင် သမီးနဲ့သားတွေမှာသမီးကိုသားရွေးချယ်စေခိုင်းလေးရှိပြီးသားတွေကိုကြတော့ပညာတတ်အောင်လူမှုဆက်ဆံရေးကျန်းကျန်လာအောင်လေ့ကျင့်ပေးတဲ့မိသားစုပုံသွင်းမှုတွေအများကြီးရှိနေတာကိုလည်းတွေ့ရနေပါတယ်မိခင်တွေကတင်မဟုတ်ပါဘူးဖခင်တွေကလည်းသူတို့ရဲ့သမီးငယ်တွေကိုငယ်ရယ်တဲ့အမျိုးသမီးလေးတွေအဖြစ်ရှုမြင်ပါတယ်သမီးငယ်လေးပေါ်စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာလွှမ်းမိုးလို့ရအောင်စူးစမ်းဆွဆန်းကြပါတယ်။တချို့ဖောက်ခင်ရဆိုရင်မိသားစုထဲမှာယောက်ျားတွေကအကြီးအကဲတွေဖြစ်ပြီးမိန်းမတွေကယောက်ျားတွေကို ပြုစုကျွေးမေဖို့လိုအပ်တာတွေပြစ်စီပေးဖို့လိုရမယ်ဆိုပြီးသမီးငယ်လေးတွေကိုနှိမ့်ချဆွဆန်းမှုတွေပြုလုပ်တတ်လေးရှိပါတယ်။အခုဆက်လက်ပြီးမိသားစုထဲမှာညီမတွေအမတွေအဖြစ် နေထိုင်ရတဲ့အမျိုးသမီးများရဲ့အခန်းကဏ္ဍကိုတင်ပြပေးပါမယ်။သူချို့မိသားစုတွေမှာဆိုရင်သားတွေကနေရာပိုပေးခံရပြီးသမီးတွေကိုနှိမ့်ချဆက်ဆံလာတွေ ရှိတတ်ပါတယ်။သားတွေရဲ့ပညာရေးအောင်မြင်မှုတွေအစမ်းစာတွေကိုတမီးတွေရဲ့အောင်မြင်မှုတွေထက်ပိုမိုတန်ဖိုးထားတတ်ကြပါတယ်။မောင်နှမဆက်ဆံရေးမှာကြတော့မိဘတွေရဲ့ဆက်ဆံမှုပုံစံကို ပေါင်တူယူပြီးမောင်တွေအကိုတွေကညမမတွေကိုအအနယ်ရဲ့အမျိုးသမီးများအဖြစ်ခွဲခြားဆက်ဆံမှုတွေရှိလာတတ်ပါတယ်။တချို့လူ့ဘက်အစီအရင်မှာကြတော့အမတွေညမတွေဟာတဘာဝရအားနေသူတွေဝင်ဝင်နေသူတွေလင်ယောက်ျားပေါ်မှာမိခိုရမယ်သူတွေမိမိကိုကိုယုံကြည်မှုအားနေသူတွေဖြစ်တာကြောင့်ကာကွယ်ဆောင်ရှောက်ပေးဖို့တာဝန်ရှိတယ်လို့ထင်မြင်ယူဆတယ်။ အကူတွေမောင်တွေလည်းရှိပါတယ်။အမျိုးသမီးများရဲ့မိသားစုအခမ်းကဏ္ဍနောက်တစ်မျိုးကတော့ဇနီးတဲ့ဘဝဖြစ်ပါတယ်။အစင်လာတွေကတော့လင်ယောက်ျားကိုအကြီးအကဲအိမ်ဦးနဲ့ပြည့်သက်မှတ်ခိုင်းလေးရှိပါတယ်။ဒီစင်လာတွေကိုအမျိုးသားတွေကပုံဖော်ခဲ့တာလားအမျိုးသမီးတွေကပုံဖော်ခဲ့တာလားသိချာမသိနိုင်ပေမယ့်အမျိုးသားများပေါ်အလေးစားမှုပူပေပြီး အမျိုးသမီးများရဲ့တန်းလူကြီးသူလူသားခွင့်ရတယ်။အများအပြားရှိပါတယ်။တချို့ကကြတော့ဆွေတင်မျိုးဆက်ထုံးစံတွေရာဆွေမျိုးချင်းချင်းပြန်လဲပေါင်းဆက်ပေးတဲ့အကြောင်းဖြစ်ပါတယ်။တချို့ကတော့မိဘကရင်းဆက်ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။တချို့ကတော့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဘဝလက်တွေပေါ်ရေးချယ်တာဖြစ်ပါတယ်။တချို့ကြတော့အမျိုးသားတွေရဲ့ထောက်ထောက်တဲ့ တတော်တဆကြာရောက်သွားလို့အချိန်လေးရစနီးတဲ့ဖြစ်လာတာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်စနီးတဲ့ဘဝရောက်လာတဲ့အမျိုးသမီးတွေမှာမိမိကံကြမ္မာကိုမိမိရွေးချယ်ဆုံးဖြတ်နိုင်တယ်အခွင့်အရေးတွေရှိရမှာဖြစ်ပါတယ်တိုးတက်မှုအခွင့်အလမ်းတွေကိုကန့်တတ်ထားရကြပါတယ်အမျိုးသမီးတွေရဲ့ကလေးယူတာမယူတာအပေါ်မှာလည်းလျှောက်ကြကားတာဆုံးဖြတ်ရကြပါတယ်ကလေးမွေးဖွားခြင်း တားဆက်ချခြင်းကိစ္စတွေမှာအမျိုးသမီးများကဆုံးဖြတ်နိုင်တဲ့အခွင့်အရေးတွေရှိလာဖို့လိုအပ်ပါတယ်။မိခင်ဘဝမှာလည်းဒီတိုင်းပါပဲ။လူဖွဲ့စည်းရာမိခင်တွေရဲ့အခန်းကဏ္ဍကိုကန့်ကြတာတွေလောက်တက်လေးရှိပါတယ်။ခလေးရဲ့မိဖြစ်နေပြီ။အလေအပတ်မတော်နဲ့အိမ်မှာပဲနေခလေးကိုစောင့်ရှောက်ဆိုတယ်။ဆုံးမတန်လို့ဩဝါဒတွေကိုတချို့လူပဲစီမှာပြောလို့ရှိပါတယ် တွေ့ထတဲ့လူဖွဲ့စီနီမှာကြတော့ခလေးရဲ့ကျမ်းမာရေးတက်ဒီကောင်းလေးတန်ရဖို့ခလေးငယ်လေးတွေကိုမိခင်ကနေစင်ခေါ်ထုတ်လမ်းလျှောက်ပေးရမယ်။တွန်းလေးလေးတွေနဲ့ပန်းချံကိုခေါ်သွားတင်တယ်လို့အချမ်းပေးပြီးမုခင်စာခလေးသူငယ်လေးတွေအတွက်လိုအပ်တဲ့တွန်းလေးအသုံးအစားပြင်းပကိုခေါ်ဆောင်သွားရန်လိုအပ်မဲ့အရာတွေဝယ်ယူဖြည့်ဆည်းနိုင်ဖို့နိုင်ငံတော်ကနေကလေးမွေးပြီးစမိသားစုတွေကိုစရိတ်ချုပ်ပေးပါတယ် ။နေစင်တဲ့ကပြည်ပလူဖွဲ့စီနဲ့တိတိဆက်ဆံမှုရှိတဲ့ကလေးနဲ့တခြားမိသားစုဝင်ချင်းမှချိလိုက်ရတဲ့ကလေးတွေရဲ့လူဖွဲ့စီနဲ့ဆွနယ်မှုပုံစံဟာကွာခြားတတ်ပါတယ်။ဒါတွင်မကလေးပါဘူး။တချို့တော့လူဖွဲ့စီတွေမှာဆိုရင်ဖားကင်ဖြစ်သူက မိခင်ဖြစ်သူကိုသာသမီများရှိမှနှိမ့်ချဆက်ဆံပြတာကြောင့်မိရင်တူတွေကဆောင်ရွက်ရတဲ့မိသားစုတွေရဲ့ ။ပြီးခင်လေအပေါ်မှာလည်းတရောက်တဲ့ထိမ့်ထိမ့်ဆောက်ဆောက်လို့အောင်မြင်မှာမဟုတ်ကြ။နှိမ့်ချပြောထုတ်တဲ့လူဖွဲ့စီတွေရှိနေတတ်ပါသေးတယ်။မိသားစုမရင်မှာမိခင်တွေအားလုံးဟာတန်းလူညီတဲ့အခွင့်အရေးတွေအပြန်လေးစားမှုတွေရှိဖို့အထူးပဲလိုအပ်ပါတယ်။တကယ်တော့မိသားစုတစ်ခုတည်းမှာအပြန်လန်လေးစားမှုတန်းလူညီများအခွင့်အရေးရရှိမှုတွေဟာအလွန်ပဲအရေးကြီးပါတယ်။အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေအနေနဲ့လည်းသမီးဘဝမှာပဲဖြစ်ဖြစ်မိခင်ဘဝမှာပဲဖြစ်ဖြစ်စနီးတဲ့ဘဝမှာပဲဖြစ်ဖြစ်အမညမဘဝမှာပဲဖြစ်ဖြစ်ဘလို့ခန်းနာနာမျိုးပဲရှိနေပါစေကဆိုင်ရာမိသားစုဝင်တွေကအမျိုးသမီးများရဲ့တန်းလူညီများအခွင့်အရေးတွေကိုအသိမဲ့ပြုပေးဖို့လိုအပ်လာပါတယ်။အပြန်လန်လေးစားမြတ်တာမှုနဲ့ဆက်ဆံရမှာဖြစ်ပါတယ်။အချို့ကြောင့်ကင်းတဲ့လွမ်းမှုချုပ်ကံမှုတွေကင်းတဲ့ ူပေါင်ကသာ လူသားအလုံးရဲ့တာယာအေဂျင့်ပျော်ရွှင်မှုတွေကိုစောင့်ကြည့်ပေးနိုင်မှာ ဖြစ်ပါတယ်လူဖွဲ့စည်းဆိုတာမိသားစုဆိုတာအခြေခံ unit လေးတွေနဲ့ဖွဲ့စည်းထားတာကြောင့်ဖွဲ့စည်းမိသားစုတွေကအမျိုးသားအမျိုးသမီးတန်းတူညီမျှမှုတွေကနေဖွဲ့စည်းထားတာကြောင့်လူဖွဲ့စည်းကနေတည်ဆီပုံရဲ့တန်းတူညီမျှမှုတွေတည်ဆောက်ရင်တိုးတက်တော့မြမလူပေါင်းကိုရှေ့ရှုတည်ဆောက်ကြပါလို့လို့တိုက်တွန်းလိုက်ရပါတယ်ရှင် အမျိုးသမီးနဲ့လူဆန်းအားအရင်အလင်းအခုတပတ်အမျိုးသမီးအခွင့်အလမ်းစီစဉ်မှာအမျိုးသမီးနဲ့လူဆန်းအားအရင်ဤတို့အကြကပတ်သက်ဆွနယ်မှုကိုတင်ပြမှာဖြစ်ပါတယ်လူဆန်းအားအရင်ဤဆိုတာလူသားတွေရဲ့စံနှုန်းမြင့်တဲ့အရေးချင်းတွေနဲ့အတွေးခေါ်တွေ ဖြစ်ပါတယ်မစိဝါရေးလုပ်ငန်းတွေမှာရေရှည်ရလာမဲ့အချိုးစီးပွားတဲ့ဝေအရင်ဤမြုံနယ်ရပါတယ် ဒီလိုပါပဲနိုင်ငံတော်မိသားစုတွေမှာလေဒုတိယရဲ့ထုတ်လုပ်မှုစာအနဲ့ဝင်ငွေကြိုးတက်မှုမြင်မလာဘူးလူစာအအရင်အနည်းမြုပ်နှံရပါတယ်လူစာအအရင်အနည်းမြုပ်နှံမှုမှာပညာရေးရှင်းလင်းမြုပ်နှံမှုလုပ်ငန်းခွင်လေးချက်တင်ကြားရေးမြုပ်နှံမှုနဲ့ဘဝတသက်သာသင်ယူလေ့လာမှုတွေပါဝင်ပါတယ်ဒုတိယရဲ့အရေးချင်းဟာပညာရေးတခုတည်းပုံမှာပဲမူတည်တာမဟုတ်ပါဘူး ။ဒါပေမဲ့အလုတ်ကိုင်အခွင့်အလမ်းမှာကြတော့ပညာရေးချင်းကိုပဲစံနှုန်းသတ်မှတ်ထားလေးရှိပါတယ်။ဒါကြောင့်ဆိုတော့ပညာရေးဟာလုပ်ငန်းတွင်တက်လို့အမဲကြောင့်ကျင်မှုအရေးချင်းတွေကိုဖြည့်ဆည်းပေးနိုင်လို့ပါပဲ။ဆောက်လို့ရေးလုပ်ငန်းခွင်အင်ဂျင်နီယာတယောက်ကိုအင်ဂျင်နီယာပွဲတွေ အောင်လမ်းမှတ်တွေရတာသူကိုပဲဖုခန့်လေးရှိပါတယ်။စရင်ကင်လို့ကိုစရင်ကင်ပွဲလေးအောင်လမ်းမှတ်တွေရထားသူကိုပဲခံအပ်လေးရှိပါတယ် ီတော့ကြမ်းကြင်မှုအရေးချင်းတွေကိုတာမကရေဘူးရအရေးချင်းတွေဖြစ်တယ်။ဆက်ဆက်တွေးခေါ်နိုင်စမ်းစာရေးစာဖတ်စွမ်းရည်တွေကိုလည်းစာသင်ကျောင်းတွေကောလိပ်တက္ကသိုလ်တွေက လေ့ကျင့်သင်ကြားပေးပါတယ်။ဒါတွေမကပဲအလုပ်ကိုင်းထဲမှာလိုအပ်တဲ့အပြုမှုတွေဖြစ်တဲ့အချိန်လေးစားမှုညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်မှုဝေဖန်ပန်းချမှုတွေကိုပညာရေးအဆောက်အအုံကလေ့ကျင့်ပေးပါတယ်။ လုပ်ငန်းခွင်နဲ့ရောက်တဲ့အခါမှာလည်းလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့စွမ်းရည်မြင်မှပေါ့အသိဉာဏ်ကိုအခြေပြုတဲ့စီးပွားရေးအဆောက်အအုံကိုတိဆောက်နိုင်ဖို့တိဆောက်အအုံလူသားတွေရဲ့ဘဝတက်တာတင်ယူလေးလာမှုတွေကအရေးကြီးပါတယ်။ပညာတင်ယူလေးလာမှုဆိုတာပွဲရတာလေးနဲ့တည်းပေးဆောင်တာမဟုတ်ပါဘူး။မိမိကြံ့ကြင်ရာပညာရက်တွေရဲ့တိုးတက်ပြောင်းလဲမှုတွေကို မျက်ချင်မပြတ်စောင့်ကြည့်လေလာနေရမှာဖြစ်ပါတယ်။ဒါကြောင့်လဲလူပဲစီတိုးထက်ဖွံ့ဖြိုးရင်းမှာလူစံအားအရင်အနည်းမြုပ်နှံမှုဟာအရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာပါတယ်။မကြာကာလတုန်းကနိုင်ငံပေါင်း192နိုင်ငံရဲ့ဝေချင်းနဲ့လူစံအားအရင်အနည်းပိုင်းဆိုင်မှုတွေကိုပညာရှင်များကတုံ့တက်လေ့လာခဲ့ကြပါတယ်။အဲ့ဒီအခါလူစံအားအရင်အနည်းဟာ ဆောက်ဆော်လေးရာခိုင်နှုန်းကျော်ပါဝင်နေတာတွေ့ရှိရပါတယ်။ခင်မီဖွံ့ဖြိုးတိုးတက်တော့နိုင်ငံတူတော်များများမှာလူဆန်းအားအရင်အနည်းအများပြားရှိနေတာကိုတွေ့ရပါတယ်။ဖွံ့ဖြိုးဆဲတန်းကြီးတော်တော်များများမှာကြတော့ပညာရှင်တွေပြတာရှိတဲ့ပညာတတ်တွေကိုအသုံးမပြုနိုင်တာနိုင်ငံရေးစီးပွားရေးမတည်ငြိမ်မှုတွေကြောင့်ဥနာရိုးစီးမှုပြဿနာဖြစ်နေတာဆရာတွေကြောင့်လူဆန်းအားအရင်းအီးတွေနှေးပါနေတတ်ပါလေ။ ီရိုလူဆန်အားအရင်နေနေပါတာဟာလူဖွဲ့စီရဲ့ရေရှိဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေနိုင်ပါတယ်။လူဆန်အားအရင်နေအများပြားရှိတယ်။လူဖွဲ့စီတွေကရေရှိမှာတိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ဒီနေရာမှာလူဖွဲ့စီကလည်းအမျိုးသားနဲ့အမျိုးသမီးအလုံးကိုကူစားပြုတာမို့အမျိုးသမီးငယ်လေးတွေက လူဆန်အားအရင်နေတိုးတက်မြင်မှာပုကလည်းအရေးကြီးပါတယ်။ အမျိုးသမီးတွေရဲ့လူဆန်းအားအရင်းလီတိုးတက်ရေးကို ပိတ်ပင်တားဆီးနေတဲ့အရာတွေအများအပြားရှိပါတယ်။အရေးကြီးဆုံးတစ်ခုကတော့အမျိုးသမီးတွေရဲ့လူမှုဘဝဖြစ်စဉ်ပဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့အတွေးခေါ်အပြုမှုတွေကိုသူနေထိုင်ချင်းပြန်ခဲ့တဲ့ပတ်ဝန်းကျင်မိသားစုမိတ်ဆွေတွေအပေါင်းအသင်းဆရာသမားတွေကအနည်းနဲ့အများလွှမ်းမိုးမှုရှိပါတယ်။တချို့လူ့ဘက်အစီအတွေမှာဆိုရင်အမျိုးသမီးတွေရဲ့ပညာရေးကို ်ဥပွဲစီမိဘဆွေမျိုးတွေကိုယ်တိုင်ကတားဆီးပိတ်ပင်လေးရှိပါတယ်မိန်းကလေးပဲသေးသာရှင်းစာဖတ်တတ်ရင်တော်ရော့ပေါ့မိန်းကလေးပွဲပွဲတစ်ခုရရင်တော်ရော့ပေါ့အချင်းကြံတော်လေးယောက်ျားอยู่ပြီအိမ်မုတ်ကိစ္စတွေ စီမံရမှာပြင်ရတဲ့အများကြီးတက်ထားရော်ရော်မอยู่ရဲပဲနေအောင်မယ်စားတဲ့စကားတန်တွေဟာတချို့တော့လူဖွဲ့စီတွေအတွင်းမှာပေါ်ထွက်နေတတ်ပါတယ် ဒီစာအတန်လေးဟာအမျိုးသမီးတွေရဲ့လူမှုဘဝဖြစ်စဉ်ကို လွှမ်းမိုးလာတဲ့အခါအမျိုးသမီးတွေရဲ့လူဆန်းအားအရင်အနည်းတိုးတက်ရေးကိုထိခိုက်စေပါလေ။အမျိုးသမီးတွေဟာသူတို့ဘဝရဲ့တိုးတက်နိုင်မယ့်အခွင့်အလမ်းနဲ့ပညာရေးရှင်နှင်းမြုံနှံမှုတွေဘဝအာမခံချက်ရရှိဖို့တွေကိုစိတ်ဝင်စားပွဲဖြစ်သွားတတ်ပါတယ်။အဲဒီကမှအမျိုးသမီးတွေရဲ့အနာဂတ်အကုန်လုံးမှုစံအားနဲ့ဝင်ငွေတိုးတက်မှုတွေရော့ကျသွားပါတယ်။ ဒါရီမကသေးပါဘူးအမျိုးသမီးသဘောတဝါဝါနဲ့အမျိုးသားသဘောသဘာဝကိုခွဲခြားသတ်မှတ်မှုတွေကလည်းအမျိုးသမီးတွေရဲ့ရွေးချယ်ပိုင်ခွင့်ကိုကန့်တတ်ထားပြီးလူဆန်းအားအရင်အနည်းတိုးတက်ရေးကိုနှောင့်နှေးစေပါတယ်အမျိုးသမီးတွေရဲ့ကိုယ်ရည်ကိုယ်သိဟာနောက်လိုက်သဘောသဘာဝရှိပြီးအမျိုးသားတွေလိုဥစ္စာမှုအရေးချင်းမရှိလို့တချို့ကတတ်မှတ်ကြပါတယ်အမျိုးသမီးတွေဟာအလယ်ရကူအားချွန်ဝေးတတ်ပြီး အမျိုးသားတွေလို့အာတုံခွန်ဆိုင်အရှုံးမပေးစတဲ့လူကနေမှမဟုတ်ဘူးလို့လည်းယူဆတတ်ကြပါတယ်။အမျိုးသမီးတွေဟာစိတ်လွှာလွှဲတာကြောင့်စဉ်းစားချင်းချင်းပြီးလုပ်ရတယ်။အလောက်ကန်နေမှအမျိုးသားတွေလို့အောင်မြင်မှမဟုတ်ဘူးလို့လည်းဆုံဝပြောဆိုတတ်ပါတယ်။ဒီလိုပြောဆိုတွေဟာကိုယ်ပိုင်ရဲ့ချင်းတွေကိုယ်ရည်ကိုယ်သွေးတွေကိုခရီးကရှင်ကိုယ်တိုင်ကမတိသေးခင်မှာပဲသူ့ဖက်စီကတတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒီလိုအသက်မှချင်းအဖြစ်အမျိုးသမီးတွေရဲ့မိမိကိုယ်ကိုယုံကြည်မှုကိုယ်ပိုင်ရည်တည်ချက်တွေရောကြသွားစေပါတယ်အမျိုးသားတွေပေါ်မိခိုအားကိုးလိုစိတ်တွေဖြစ်ပေါ်လာပါတယ်အမျိုးသားတွေဥစ္စာမှုကိုပဲဝေးပန်းသုံးသပ်မှုမပြုဘဲလိုင်းနာဆောင်ရွက်တဲ့တွေဖြစ်ပေါ်စေပါတယ်လုပ်ငန်းခွင်ပြိုင်ဘက်ဟာအမျိုးသားဖြစ်နေတဲ့အခါပြန်ဆိုင်ဖို့မဝင်မရေဖြစ်ကြတယ်အမျိုးသမီးတွေလည်းရှိလာပါတယ်ဒီလိုသဘောသဘာဝရှိနေတယ် အဖွဲ့အစည်းတွေမှာဆိုရင်အမျိုးသမီးတွေရဲ့လူဆန်အားအရင်အနေတုံ့ပြန်အောင်နေတာကြောင့်လူဝဲစီရဲ့ခင်မီတွတ်တက်မှုလည်းနှေးခွင့်နေပါမယ်လူဝဲစီတွတ်တက်မြင်မှာပေါ့လူဆန်အားအရင်နေ့ကပဒါနာကြပါတယ်လူဆန်အားအရင်နေ့တွတ်တက်မြင်မှာပုံမှာလည်းအမျိုးသားတွေမှာကအမျိုးသမီးများရဲ့လူဆန်အားအရင်နေ့တွေကတုံ့ပြန်လာစေရန်ရှင်းလင်းမြောက်နေရမှာဖြစ်ပါတယ် ီလိုရင်းနှီးမြှုပ်ရမ်းရမှာအသားဆီးတွေရှိလာတာတဲ့အမျိုးသမီးတွေရဲ့လူစားအားရှင်းနှီးတွေကရှင်နေသွားမှာဖြစ်ပါတယ်။လူဝက်စီတစ်ခုလုံးရဲ့အနာဂတ်တိုးမြင့်မြင်မာမှုတွေကိုပါရှင်နေစင်မှာဖြစ်ပါတယ်။ဒါကြောင့်အမျိုးသမီးများရဲ့လူစားအားတွုံးမြင့်ရေကိုဝိုင်းဝန်းလှုပ်ဆောင်ကြပါစို့ဆိုပြီးတိုက်တွန်းပြကြလိုပါတယ် ဆမ်မတော်ခင်မမမျိုးရဲ့အမျိုးသမီးနဲ့နိုင်ငံရေးဆိုတဲ့စာအုပ်လေးရဲ့အပိုင်းလေးကိုဒီမှာပဲခေတ္တခဏရန်နာခွင့်ပြုပါရှင်။နက်နက်လေးရှုဖတ်ပြတာလေးကို အချိန်ပေးနားဆင်ပေးပါတော့ချစ်တော်လေးတို့ရေ www.achiba.no နက်နက်လေးတို့မှ YouTube channel လေးကိုလည်း like and subscribe လေးနဲ့ဝင်ရံပေးကြပါချစ်တော်လေးတို့ရေစိတ်ညစ်ကြရတယ်စိတ်ပြည့်ကြရတယ်အားငယ်ကြရတယ်နာကျင်ကြရတယ်အမြဲတူတူရှိနေပေးပါမောအရာရာအတင်းရင်ကြောပြတ်ကြမယ်နော်ဘေးဖရာလေးဝေးကွာလို့ကျမ်းမာချမ်းသာကြပါစေနော် fight day